ဆယ်နှစ်လောက်ခင်တဲ့တငယ်ချင်းအရင်ခေါက်ခေါက်ကြီးကနေပြီးတော့ကိုရဲ့တငယ်ချင်းကိုကျွေးပြရမှာဖြစ်တဲ့အတွက်လိန်လေလှဲ့ပြားပြီးတော့အပြင်ကိုခေါ်ထုတ်ပြီးတော့လိုက်တဲ့အမှုကို မနေ့ကတနင်္ဂနွေနေ့ညာ၈နာရီခွဲကအယူထရမှာဖြစ်ခဲ့ပါတယ်တည်ဆုံသွားတဲ့သူရဲ့အမိနာမည်ကတော့အဲမားတို့ညီမတို့လည်းသိကြမယ်လေသူလည်းတစ်တော့တယ်မှာဆိုရင်သူကဒီခီးသွားလုပ်ငန်းလုပ်တဲ့ရှက်ရှာပေါ့နော်သူဖြစ်ပါတယ် သူ့ကိုတငယ်ချင်းအရင်ခောက်ခောက်ကြီးသေးသေးချာချာစီစဉ်ပြီးတော့လှုပ်ကြံတဲ့သူရဲ့နာမည်ကတော့မနောင်လို့အမည်ရပါတယ်ဒီမှာထပ်ပြီးတော့ဒီကောင်လေးပေါ့နော်ဒီကောင်လေးရဲ့နာမည်ကတော့ပိုင်လို့မိရပါတယ်သူတို့တွေကပူပေါင်းပြီးတော့ကြံစီတာဖြစ်တယ်ပထမတော့ကဒီကောင်လေးကထွက်ဆိုတဲ့ခါမှာသူဟောဝမ်းစာတော့ရှာဖွေတယ်ပြီးတော့ဒီဘက်ဆိုရှယ်မီဒီယာခေတ်ဆိုဆိုရှယ်မီဒီယာမှာပေါ့အောင်အာလောက်ရတယ်ဘလို့ဘက်ဖြစ်ပြီလေ ဲ့တော့သူနာမည်လေးရလာတယ်စီးပွားလေးတွေဆင်မီတဲ့ချိန်မှာမနာလိုဘူးဟာစတာမနာလိုမှုဟာစတာဘယ်လိုလုပ်ကြမလဲဗျာလူတယောက်တေးတဲ့အထိတော့မလုပ်သင့်ပါဘူးဗျာအားလုံးကတေးမျိုးကြီးပဲကျုပ် live ပေါ်မှာပေါ့နော်ဆဆနဲ့ပတ်သက်ပြီးတော့ပေါ့နော်တည်င်းအမားတွေရောတည်င်းအမှန်တွေရောတက်နေတယ်ပေါ့အဲ့ဒီတည်င်းအမှန်တွေဖြစ်ဖို့အတွက်မိုးလေးရှင်းပြပေးမှာပေါ့နော် ဆဆာမိုးလေးရဲ့ညီမသုံးဝန်းခွဲပေါ့နော်ဆဆာမှာသူ့မှာအချစ်ဆုံးတငယ်ချင်းတယောက်ရှိတယ်ပေါ့နော်အဲ့ဒီတငယ်ချင်းကအာဆဆာနဲ့အရန်ခင်နဲ့၁၀နှစ်တာလောက်သူတို့တွဲခဲ့တယ်ပေါ့နော်သူတို့ခင်ခဲ့ကြတဲ့တငယ်ချင်းပေါ့နော် ားလုံးမင်္ဂလာပါရှင်မိုးကုတ်တက်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့တငယ်ချင်းအချင်းချင်းအကျွေးပေးစရာရှိလို့မနာလိုပြီးတော့လောက်ကျန်တက်ပြက်ခဲ့တဲ့အကြောင်းပြပြလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုတွေမှာဆိုလို့ရှင်တော့ဒီလိုတငယ်ချင်းအချင်းချင်းကိုယုံပြီးတော့လိုက်သွားပါတော့တကယ်တကယ်တော့သူ့ကိုကြောက်ချပြီးတော့တက်ပြက်လိုက်တာပဲဖြစ်ပါဗီဒီယိုတွေမှာဆိုရင်တော့အပြည့်စုံပါပါအရင်နဲ့တနာပူကောင်းတဲ့ဗဟုသုတလေးရစီရမို့မိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလည်းပဲကြည့်ရှုပြီးဖို့ဖိတ်ခေါ်ပါရှင်၁၀နှစ်လောက်ခင်တဲ့တငယ်ချင်းအရင်ခောက်ခောက်ကြီးကနေပြီးတော့ ကိုရဲတငယ်ချင်းကိုကျွေးပြရမှာဖြစ်တဲ့အတွက်လိန်လေလှဲ့ပြပြီးတော့အပြင်ကိုခေါ်ထုတ်ပြီးတော့လိုက်တဲ့အမှုကိုမနေ့ကတနင်္ဂနွေနေ့ည၈နာရီခွဲကအယူထရမှာဖြစ်ခဲ့ပါတယ်။တည်ဆုံသွားတဲ့သူရဲ့အမည်နာမည်ကတော့အဲအမားတို့ညီမတို့လည်းသိကြမယ်နဲ့တူတယ်။ TikTok ထဲမှာဆိုရင်သူကဒီခီးသွားလုပ်ငန်းလုပ်တဲ့ရှက်ရှာပေါ့နော်။သူဖြစ်ပါတယ်။ သူ့ကိုတငယ်ချင်းအရင်ခောက်ခောက်ကြီးသေးသေးချာချာစီစဉ်ပြီးတော့လှုပ်ကြံတဲ့သူရဲ့နာမည်ကတော့မနောင်လို့အမည်ရပါတယ်ဒီမှာထပ်ပြီးတော့ဒီကောင်လေးပေါ့နော်ဒီကောင်လေးရဲ့နာမည်ကတော့ပိုင်လို့မိရပါတယ်သူတို့တွေကပူပေါင်းပြီးတော့ကြံစီတာဖြစ်တယ်ပထမတော့ငါဒီကောင်လေးကထွက်ဆိုတဲ့အခါမှာသူတယောက်တည်းဒီရှာရှာကိုလှုပ်ကြံနေပေါ့နော်အဲ့လိုမျိုးပြောတယ်ဒါပေမဲ့ရဲတွေကမယုံဘူးဖြစ်ဘာဖြစ်လို့လဲဆိုတော့ တယောက်တည်းလုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့ဆက်ပြီးတော့ရှာတဲ့အခါမှာတော့ဆက်ပြီးတော့လိုက်တဲ့အခါမှာတော့ဟောဒီအမျိုးသမီးမတ်နောင်ဆိုတဲ့အမျိုးသမီးကို CCTV ကနေသူ့ကိုချိန်းတာတွေကိုဒီအမျိုးသမီးကိုချိန်းတာတွေထွက်သွားတာတွေပြန်ဝင်လာတဲ့နိုင်တွေကိုအကုန်မြင်တဲ့အခါကျတော့ဒီအမျိုးသမီးကိုထပ်ပြီးတော့စစ်တာမှာ ေါ်သွားပါတယ်ရှင်ကိုယ့်ရဲ့တငွေကြီးအရင်ခောက်ခောက်ကြီးကိုဒီလိုလှုပ်ရက်တာနော်ပိုက်ဆံလေးဘလောင်းမှမရှိဘူး9000 6000လောက်ပဲကျွေးတင်တာကျွေးတင်နေဆိုလို့ရှိရင်စက်တက်ရင်ကြေတာပဲဒီနော်ဒီလိုမျိုးလှုပ်တော့ဒီအမလည်းတကယ့်ကိုမှတနာစရာကောင်းပါတယ်ဆုံးသွားတဲ့ရှာရှာလဲကောင်းရမွေရရောက်ပါစေလို့ဆုတောင်းပါတယ်အာခီးသွားနေလေရင်လက်မဝန်ဆောင်ရေးရှာရှာတော့ပေါ့နော်အဲတည်ဆုံးသွားပြီ အလောင်းလည်းပြန်တွေ့ပြီးပေါ့နော်အဲသူ့ကိုဘလို့ဘလို့တက်သွားလဲဆိုတော့သူ့အကျွေးပေးဆရာရှိရဲဆိုပြီးတော့မြားပြီးခေါ်ပါတာပေါ့နော်အဲ့လိုမျိုးအကျွေးသွားယူပါပေါ့ဟိုနေရာဒီနေရာဆိုအဲ့လိုမြားပြီးခေါ်ပါတယ်ဟိုရောက်တော့သူ့ရဲဆက်ဆက်တက်သွားတာပေါ့နော်အာလေဘင်းကိုလည်းဓာတ်နဲ့ပြီးပါတယ်ဟိုလက်မောင်းလက်နှစ်ဖက်ကိုလည်းအဲ့လိုဓာတ်နဲ့ပြီးပါတယ်ပေါ့နော်အဲ့လိုမျိုးရဲဆက်ဆက်ဟိုအဲ့လိုမျိုး လူတယောက်မကဘူးပေါ့နော်အစုလိုက်ဖြစ်မှာပေါ့နော်သူလောက်ကြံပြီးတတ်သွားတယ်ဒုဗိမံတယောက်ဖမ်းမိသွားတယ်တယောက်ကသူဝန်ခံသူတယောက်ပဲတတ်တာပါဆိုပြီးတော့ဖမ်းအာသူဝန်ခံသွားတာပါဒုဗိမံရဲတွေကအလောင်းစစ်စေးနေပေါ့နော်ရဲတွေကပြောတယောက်ထက်မကပါဘူးပေါ့နော်အဲ့လိုမျိုးအခုတလော်လန်ဟိုမြန်မာပွဲတွေပဲပေါ့နော်မျိုးစုံကိုချင်းရက်ကွက်ပတ်မှဆိုလက်စီတဲမှဆိုလက်ပါဆိုလက်တယောက်နဲ့တယောက်တနက်နဲ့ပြစ်ကြတာရောအဲ့လိုမျိုးပေါ့နော်။နောက်ပြီးဒီနေ့လဲဟို နွန်ထပူလီပတ်လာပါလည်းမသိမြန်မာချင်းချင်းထိုးကြတက်ကြပါညာရှိသေးတယ်အဲ့လားနောက်တပွဲနော်ဒါမဲ့ရှာရှာညီမလေးတော်တော်စိတ်မကောင်းရပါတော့နောက်ဘွားနောက်ဘွားမှာဒီလိုမျိုးမကြုံရပါစေနဲ့ပေါ့နော်အဲ့လိုမျိုးဒီဘွားမှာဖြစ်ပြတဲ့အကြောင်းအရာဒီဘွားနဲ့ပြီးပြီးတော့နောက်ဘွားဒီဆက်မကူသွားပါစေနဲ့လို့သူတောင်းပေးလိုက်ပါတယ်ပေါ့နော်သူမိသားစုနဲ့လည်းထပ်တူဝမ်းနေရပါတယ်ပေါ့ သူ့ကိုမြားပြီးခေါ်ရလူကတကယ်အကျွေးဆက်ဆရာရှိလို့တတ်တတ်လောက်သွားလားတူတယောက်ကသူတို့ရဲ့ဟို agency ဝန်ဆောင်မှုတွေပွဲစားတွေကတယောက်နဲ့တယောက်မနာလို့ဖြစ်လို့ပဲအဲ့လိုမျိုးပေါ့အော်ငားပြီးတက်ခိုင်းတာလားနောက်ပြီးတော့သူလက်တော်ပြဿနာပြတဲ့ဖုန်းကိစ္စဟာတွေကသူ့ကိုဟိုလောက်ကြံတာလားကိုလည်းမသိဘူးပေါ့နော်ဒါမဲ့သိတာဟိုရဲဆက်ဆက်တက်သွားတာပေါ့နော်အဲ့လိုမျိုးလည်းပဲနေလဲဒီလက်နှစ်ဖက်တွေကိုလည်းပြီးဖြတ်ပြီးတော့အဲ့လိုတက်သွားတာပေါ့နော်အလောင်းကတော့စစ်စေးနေစဲပါအဲ့လိုမျိုး အဲကြောင့်ဘလူပဲဖြစ်ပေါ့နော်အခုအခက်ကူကလာမှာပေါ့နော်သတိသတိထားပြီးသွားလာကြပါလို့ပြောချင်ပါတယ်ပေါ့နော်အဲ့လိုမျိုးဘလူပဲဝါမှမသိအဲ့လိုမှာ online ကနေကိုနဲ့ set date လောက်တာလားဗာ date လောက်တာလားဟိုနဲ့ဟိုမှာတွေ့ပါလားဒီမှာ date ပါလားယုံပုံလည်းမမြင်ဘူးဘလူပဲဝါလည်းမသိဘူးမလီဟိုမှာတွေ့မယ်ဒီမှာတွေ့မယ်ဆိုအဲ့လိုလိုက်မသွားကြပါနဲ့ပေါ့နော်အတန်အလျယ်ရမ်းများပါတယ် ေချောင်းကိုဘူပင်မဘလို့လုတ်တည်လဲဆိုသူဦးကပြောပြတာပေါ့နော်တော်ကြာဒီချောင်းမနေရတာကတည်တယ်ဆိုပြောဦးမှာကြောက်လို့နော်ငါကသတင်းအတိကျတိမပြောတာပါရှင်ဂျေစုတင်ပါဆိုနောက်ပြတော့ပါလဲငါဟိုစောက်တင်တုတ်ရတဲ့ ML co founder ချောင်းမတွေတပွဲလာအောင်မှာနော် live ပေါ်မှာပေါ့နော်ဆဆနဲ့ပတ်သက်ပြီးတော့ပေါ့နော်တည်င်းအမားတွေရောတည်င်းအမှန်တွေရောတက်နေတာပေါ့အဲ့ဒီတည်င်းအမှန်တွေဖြစ်ဖို့အတွက်မို့လို့ရှင်းပြပေးမှာပေါ့နော် ဆဆာမိုးလေးရဲ့ညီမသုံးဝန်းခွဲပေါ့နော်ဆဆာမှာသူ့မှာအချစ်ဆုံးတငယ်ချင်းတယောက်ရှိတယ်ပေါ့နော်အဲ့ဒီတငယ်ချင်းကအာဆဆာနဲ့အရန်ခင်နဲ့၁၀နှစ်တလောက်တို့တွဲခဲ့တယ်ပေါ့နော်တို့ခင်ခဲ့ကြတဲ့တငယ်ချင်းပေါ့နော်အာအဲ့ဒီတငယ်ချင်းကသူ့ကိုအကောင်မလေးဆက်ရုံလို့လို့လေအဲ့ဒီဆက်ရုံမှာသူကဖုန်းနဲ့ရောင်းမိတယ်ပေါ့နော်ပြီးတော့စီဆဆာမှာလည်းသူပတ်စံနေခြီးတာဆဆာခင်နေလေယုံလေဆိုတော့ပေးခြီးတာတယ်ပြီးတော့ဖုန်းနဲ့ရောင်းမိတယ်အဲ့ဒီကောင်မလေးရောင်းမိပြီးတဲ့ဟောလာပေးနဲ့ရောင်းတယ်လာပေးတဲ့ဆိုတော့တလားတစ်ခါပတ်စံကောက်ပေးရတာပေါ့နော် ဆဆားကလည်းသူကသူအပြင်မှာရောက်တော့သူတယောက်လည်းရောင်းခိုင်းတာမဟုတ်သူကသူလည်းရောင်းတဲ့နေရာမှာရောင်းထားတာရှိတယ်ပေါ့နော်သူအာအဲ့ကောင်မလေးကသူကတလားတစ်ခါပတ်စံကောက်ပေးရတယ်ပြီးတော့အာသူများပတ်စံတွေကိုလိုချင်လို့လားမသိတယ်လားပြီးတော့သူချီထားတဲ့ပတ်စံတွေကိုလည်းမပြန်ပေးချင်တော့လေသူလေသူလင့်ငယ်နဲ့ပေါင်းပြီးတော့သူဆဆားကိုလှုပ်ကြံတဲ့အမျိုးမျိုးကိုသူလှုပ်ကြံလိုက်တာပေါ့နော်ဟန်ထီမှာသွားပြီးတော့ဒီလိုမျိုးတလှုပ်ချင်တယ်အာ ပြီးလို့ရှိရင် तू อ่ะမီးဆို့ပြီးတော့လဲအစာဖြောက်ခြင်းနဲ့အမျိုးမျိုးလုံးတယ်เนาะ तू အကောင်လေးတသေးလေးเนาะတလမလေးเนาะပြောပြမယ်เนาะ तू อ่ะလက်စီက तू ယောက်ျားရှိတယ် तू ယောက်ျားတော့ तू အခမ်းမနေတယ် तू อ่ะနောက်ဆက်ရုပ်တွေုံမှာလှုပ်လှုပ်တယ် तू ယောက်ျားဆက်ရုပ်တွေုံမှာလှုပ်လှုပ်တယ် तू လှုပ်တဲ့ဆက်ရုပ်မှာ तू อ่ะလင်းငယ်ရှိတယ်အဲ့အဲ့လင်းငယ်ကို तू อ่ะလုံးကြံခိုင်းတယ်ပေါ့နော်ဒီဒီကောင်မလေးကိုပေါ့နော်ငါ့ကိုတစ်ချက်ရှင်းမေးပေါ့နော်နော်ဆက်ဆက်ရပေါ့နော်သူ့မှာပတ်စံနေလက်ချီးတယ်ပေါ့နော်လက်ချီးတော့ तू မပေးချီးဘူးရှိပေါ့နော်သူ့ကို ပလက်ယုံနဲ့တိုက်တယ်ပေါ့နော်အဲပလက်တွေကသူ့မှာလာပြီးတော့လက်တောင်းတယ်ပေါ့နော်လာညစ်တယ်ပေါ့နော်သူယော်ရတယ်ပေါ့နော်ပလက်ယုံမှာ9000တောင်းတော့ပေးရတယ်တဲ့အကောင်ကလည်းထမင်းစားတာလားချီးစားတာလားမသိအဲ့ဒါကို9000တောင်းပေးရဆိုယုံရောအဲ့ဒါဆက်ဆန်းကလေပတ်စံချီးဖို့မရှိဘူးဆက်ဆန်းမှာပတ်စံအများကြီးရှိတယ်နော်ပတ်စံအများကြီးရှိတယ်သူကပဲဆက်ဆန်းမှာချီးပြီးတော့မပြန်ပေးချင်မယ်နဲ့သူကလှုပ်ကြံလိုက်တာပေါ့နော်အဲ့ဒါသူပြောတယ်ဒီတစ်ခေါက်သူလှုပ်ကြံတာမကူဆက်ဆန်းကိုဖြစ်သွားတဲ့ cycle လေးပေါ့နော်ဆက်ဆန်းကိုသူဖြားရောက်သွေးဆော့သွေးဆော့ခေါ်သွားပြီးတော့ပေါ့နော်ဖြားမှာ ဆဆဘဲအိတ်လေးပေါ့နော်ဒါဆဆရဲ့လူအိတ်လေးဆဆကို तू မခေါ်ထုတ်ခင်လေဆဆရဲ့ဖုံးပိုးတွေ तू လိုချင်လို့ဆဆရဲ့ပတ်ဆက်အကျွေးတွေမဆက်ချင်လို့ဆဆကို तू ဘာပြောလိုက်လဲတိလားဆဆကငါတို့ဖုံးပိုးတကောက်ချမယ်နေထွက်လာခဲ့ဒါပေမဲ့နေစရင်ဆောက်အောင်မမေ့နဲ့နော်စရင်ဆောက်အောင်ပဲယူခဲ့နော်နေဟိုတစ်ခါလည်းမေ့တယ်ဒါပေမဲ့တို့ကလုံးကြံမို့ဆိုပြီးတော့တို့ကဆဆကိုဆဆလုံးကြံမဲ့နေရာကိုတို့ကမလုံးကြံခင်တည့်ရက်မှာသူလိငယ်နဲ့သူကြည့်ထားတယ် ဘယ်နေရာမှာလှုပ်ဝီကောင်းမလဲပေါ့နော်လူစင်းတဲ့နေရာမှာတို့လှုပ်မှာပေါ့နော်ည၈နိုင်ခွဲ၉နိုင်လောက်မှာအမှဆဆောက်တို့လို့လှုပ်ကြက်ဆဆောက်ကိုတို့လှုပ်ကြက်ပြီးတော့ဆိုင်ကယ်ကိုကြတော့တို့ရေချောင်းလေအဲ့ဒီမှာလေလူတော်တော်ပြတ်တဲ့နေရာပေါ့နော်ရေချောင်းချောင်းပြီးမှတို့ဆိုင်ကယ်ပြစ်ချလိုက်တယ်ပြီးလို့ရှိရင်ခြုံပုတ်ပေါ့နော်ခြုံပုတ်ကကြတော့ကိုင်းပြင်အရင်ကြီးတယ်ပေါ့နော်ဒီလောက်အရက်လောက်ရှိတယ်အဲ့ဒီဂျာထဲမှာဆဆောက်ကိုတို့လှုပ်ကြက်ပြီးတော့အမျိုးမျိုးလှုပ်ကြက်ပြီးတော့ရေနဲ့လည်းနေအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးလှုပ်ကြက်ပြီးတော့သူက ဖြောက်ပစ်လိုက်တာပေါ့နော်ဒီမှာဆဆတယ်ရှိတဲ့ဖုံးနေဆဆကိုသူစကားပြောလာတဲ့ဖုံးကအရေးကြီးတယ်လေအဲ့ဒီဖုံးကိုသူဖျက်ပစ်ရမှာဆိုဖုံးလည်းယူသွားတယ်ဆဆရဲ့စင်ရင်းစာကိုလည်းသူဖြောက်လိုက်တယ်အဲ့လိုမျိုးအဲ့လိုမျိုးဒါအချစ်ဆုံးတငယ်ချင်းလောက်တာပေါ့နော်တတိခါကြဘသူမှမယုံကဲဒီအကောက်ပိုင်ရှင်အမကတော့ညီမလေးကတော့ဆုံးသွားပြီတဲ့ဘယ်လိုလုပ်ကြမလဲဗျာသူများနိုင်ငံမှာဟမ် သူ့ဟာသူသူ့စပိုင်းသူလုတ်တယ်သူ့မိသားစုတွေသူဟိုဘောဝမ်းစာတွေရှာဖွေတယ်ပြီးတော့ဒီဘက်ဆိုရှယ်မီဒီယာခေတ်ဆိုဆိုရှယ်မီဒီယာမှာပေါ့အောင်အာလုံးရတယ်ဘလို့ပဲဖြစ်ဖြစ်လေအဲ့တော့သူနာမည်လေးရလာတယ်စီးပွားလေးတွေစင်မီတဲ့အချိန်မှာမနာလိုဘူးဟာစတာမနာလိုမှုဟာစတာဘယ်လိုလုံးကြမလဲဗျာလူတယောက်တေးတဲ့အထိတော့မလုံးသင့်ပါဘူးဗျာအလုံးကတေးမျိုးကြီးပဲကျုပ်တို့လည်းတေးမယ်ခလေးရွယ်လည်းတေးမယ်လူကြီးရွယ်လည်းတေးမယ်ဟလာတေးမျိုးကြီးပဲတေးမှာပဲ အဲ့တော့ဘာဖြစ်လို့အဲ့ဒီလိုမနာလိုတာမနာလိုကြတာလဲဗျာကျွန်တော်တို့ကျွန်တော်ဒီမြန်မာလူမျိုးတွေအရန်ဆိုးတယ်ဗျာမြန်မာတိုင်းသားတွေမြန်မာလူမျိုးတွေမြန်မာမိဘွားတွေအကုန်လုံးဘာဖြစ်လို့ဘာဖြစ်လို့ဒီတေတဲ့ ठी ကိုခမားတို့တွေလောက်ကြရတာလဲဗျာအခုသူများနိုင်ငံမှာစုံသွားပြီသူမိသားစုတွေသူရဲ့မိခိုးနေတဲ့မိသားစုတွေဘလို့မပြောချင်တော့ဘူးဗျာမပြောချင်တော့ဘူး ဘီလိုတည်းမှဆိုလို့ရှိရင်တော့ဒီအကိုဒီအမကြီးပြောသွားတယ်အရင်ကတနာဖို့ကောင်းတယ်ပေါ့နော်ဒီအမကသူ့ရဲ့တငယ်ချင်းကိုယုံပြီးတော့လိုက်သွားပါပေါ့နော်တကယ်တော့သူ့ကိုလှုပ်ကြံပြီးတော့တက်ဖြတ်လိုက်တာပဲဖြစ်ပါတယ်အခုခေတ်မှာဆိုလို့ရှိရင်တော့တငယ်ချင်းအချင်းချင်းလည်းမယုံရတော့ဘူးပေါ့နော်မနာအရှိတရန်တစ်မျိုးအနောက်ကွယ်မှာမနာလို့ပြီးတော့ဒီလိုမျိုးလှုပ်ချင်တဲ့လူတွေရှိရေပေါ့နော်အခုချိန်နေတဲ့အမျိုးလေအာဂယုစိုက်ပါလို့ပြောချင်ပါရှင်မွေးဗီဒီယိုလေးကိုအဆုံးထိလက်ပါကြည့်ရှုပေးလို့အလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ဘဟုတုတ္တရရရှိမယ်လို့မျှော်လင့်ပါရှင်ဒီနေ့ဘဟုတုတ္တရရရှိဗီဒီယိုတွေ ဟာသဗီဒီယိုလေးတွေကိုနှင်းစင်နဲ့တင်ဆက်ပေးမှာမွမွဲ channel လေးကိုလှမ်း subscribe နဲ့တော်ဖို့တောင်းဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား